မင်္ဂလာပါကျမရဲ့မိတ်ဆွေတွေမိရဲ့မိကုန်းတွေအများကြီးကိုအများကြီးထဲရမှာဒီနေ့ education နဲ့ပတ်သက်တာလေးပြောပြပါမယ်ချင်းမိုင်မှာအလုပ်ဆိုလို့ရှိရင်တော့ရရအလုပ်လုပ်မယ်ဆိုရင်တော့ကြောင်ကြောင်လည်းပြောရဲအလုပ်နဲ့စပြောရဲအလုပ်တွေလည်းမေးကြလို့လေအာအလုပ်တွေလည်းမေးကြတယ်ဆိုတဲ့ခါကျတော့လေချင်းမိုင်ကဘယ်ဒါနဲ့တူတယ်ဆိုတော့လေ ျမတို့ကြိတ်ထူနေသူတွေအဲဆိုလိုတာကလေကြိတ်ထူဆိုတော့လေကြိတ်ချီယိုဖျားမှာအလုပ်လုပ်ကြတဲ့သူတွေကြိတ်ချီယို business ပေါ့နော်ဆိုတော့ဒီလိုအေးတဲ့ຢာဒီဟိုသူ음 tourism period နဲ့သွားတူတယ်အဲ့ဒါကဘာလဲဆိုတော့လေအဲ6လာပဲအလုပ်လုပ်ပြီးတော့6လာတန်တဲ့ဟိုဖျားဘူးမရှိတဲ့ချိန်မှာอืมအဲ့လိုနေကြတယ်လို့မျိုးပေါ့เนาะချင်းမှန်ကကြတော့သူက တို tourist တွေလာကြတဲ့အချိန်ရှိတယ်အဲ့ဒါကကြတော့10လပိုင်း17လပိုင်း12လပိုင်း1လ2လ3လ4လအဲ့ဒါပြီးွားရင်အမ်စုခရန်လည်းလာသေးတယ်လေစုခရန်4လပိုင်းအထိပေါ့အာအဲ့နောက်ပိုင်းကြလို့ရှိရင်တော့ तू ကအာ4လပိုင်း5လပိုင်းမှာ तू ကဘာဖြစ်လေရှိလဲဆိုတော့ပုံမှန်အားဖြင့်အမ် မီးရှို့တဲ့အတွက်ကြောင့်အဲ့အငွေးတွေပေါ့ပြဿနာပေါ့နော်အာဒီလေမတန့်တဲ့ပြဿနာဒါတော်တော်နမဲကြီးရယ်ဒါပေမဲ့ဒီနှစ်မှာကျမတို့အာအဲ့ဒါကိုမကြုံခဲ့ဘူးပေါ့သိပြီးတော့ပြဿနာမတက်လိုက်ဘူးပေါ့နော်ဒါကကျမကိုတွေးပါအာနောက်တစ်ခုကကြတော့မနှစ်ကရေကြီးတယ်အာဒါပေမဲ့အဲကျမတို့ရောက်တဲ့ဒီနှစ်မှာရေမကြီးဘူးအာရေကလည်းသူများတွေပြောတာကအာနှစ်တရာမှာတစ်ချိန်ဖြစ်တာလို့ပြောတာလေ ဆိုတော့ចောင်းကိစ္စပြောတယ်ចောင်းကိစ္စမေးကြတယ်ခလေးလေးတွေ ਨੇ ចောင်းနဲ့လာခြင်း ਨੇ လို့ပြောတဲ့ခါကြတော့လေမလုပ်လို့ရလဲဆိုတော့အာကိုကတနစ်ကိုကလေးတွက်ဘတ်ဂျက်ဘလောက်ကုန်ကြခံနိုင်လဲဆိုလိုတာကဘတ်တသိန်းခွဲ2သိန်းလားဘတ်တသိန်းခွဲ2သိန်းဆိုတာလေအမ် ကလေးအတွက်ပြောတာနော်အဲ့ဒါကကြတော့ bilingual school တွေကအဲ့လောက်ကြတယ်အာကျွန်မစစ်စစ်ပြီးမှ ပြောတာအာအဲ့ဒါက bilingual school တွေကတချို့ bilingual school တွေက visa ပေးတယ်တချို့ကမပေးဘူးအာဒါကအဲ့ဒါလေးတစ်ခုရှိတယ် bilingual school လို့ပြောလိုက်တဲ့ခါကျတော့ဒါအကြောင်းစိကတသိန်းခွဲကနေပြီးတော့တသိန်း၈၀၀၀လောက်ဒီမှန်းနိုင်ရမယ်လို့ပြောတယ်ဒါကတော့ Thai လို့ရောအင်္ဂလိပ်လို့ရောသင်တဲ့ဟာပေါ့နော်ဒီအာချင်းမိုင်မှာပြောတာနော်တခြားမှာပြောတာ မဟုတ်ဘူးအဲချင်းမိုင်မှာပြောတာကိုနေတဲ့နေရာနဲ့ရှာပြီးတော့စစ်ဆေးလို့ရတယ်အဲနောက်တစ်ခုကကြတော့အဲ့ဒါလို့ပြောတဲ့ခါမှာနေစိတ်စားစိတ်ရတော့ကိုယ့်ကိုပေါင်းကြပေါ့နော်ကျောင်းစိတ်ဒီတောင်ပြောပြမယ်အာဟို international school ဆိုလို့ရှိရင်လည်းသူကအာတသိန်းခွဲနှစ်သိန်းသုံးသိန်းအအများကြီးပဲအဲကျွန်မနေတဲ့နားဆိုလို့ရှိရင်ကျွန်မနေတဲ့က city ပတ်ထဲမှာနေတာ city ပတ်ထဲမှာနေတဲ့အတွက်ကြောင့် Mihe International School ဆိုလို့ရှိရင်ကျွန်မသားလေးတော့သမီးလိုက်တာဆိုရင်သူကအာ9သိန်း plus 3သိန်း ီးပေါ့နော်ဆိုတော့တစ်နှစ်ကို8သိန်းနောက်နှစ်ကျလို့ရှိရင်လည်းသူကဈေးတက်သွားအောင်မှာအဲအဲ့လိုမျိုးတွေရှိတယ်ကျွန်မမထားထားဘူးတော့ပြောပြတာသွားစုံစမ်းလို့တိတဲ့ဟာကိုပြောပြတာပါဒါကမီဟေး International School ဆိုလို့ရှိရင်အမ်အင်္ဂလန်ကနေပြီးတော့လာပြီးတော့ဖွင့်ထားတော့တခုတည်းတော့အကြောင်းဖြစ်ပါတယ် International School ဖြစ်ပါတယ်ဒါကြောင့်မလို့ကို့ဘတ်ဂျက်ကိုကို့ချိန်ပါလို့ပြောတာပါနောက်တစ်ခုကကျတော့ကလေးတွေကိုဟာကို့သားသမီးကိုဖြစ်ချင်တာမှန်ပေမဲ့ရေရှည်ကိုကြည့်ကြပါအမေတွေဖေတွေစေတနာထားတာမှန်ပေ မဲ့ဒီရေရှည်ကိုကြည့်ဖို့လိုပါတယ်တရားနဲ့နဲ့တစ်နှစ်ထဲနဲ့ပြီးတဲ့ကိစ္စမဟုတ်ဘူးအာအာ grade 1လာ grade 1 2 3 4 5ကနေပြီးတော့အလားနောက်ဆုံးအထိအာထားရတာလေပြီးွားလို့ရှိရင်တက္ကသိုလ်ကလည်းရှိသေးတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်အခုအဓိကပြောချင်တဲ့ချက်အခုမှလာမှာထိုင်းချောင်းနေမှာထားလို့ရတယ်နော်ထိုင်းချောင်းနေမှာသူတို့ ထိုင်းကျောင်းတွေမှာထားရင်အရန်တက်တာတယ်နော်အရန်တက်တာတယ်အဲထိုင်းကျောင်းတွေမှာထားမယ်ဆိုလို့ရှိရင်ထိုင်းဘက်အာ1000 2000 3000အဲ့လောက်ပဲကုန်မှာပါအာ1000 2000 3000ပဲကုန်ပြီးတော့ဘာလိုအပ်လဲအရေးကြီးဆုံးလိုအပ်ချက်ကကြတော့ document ကမွေးစင်းကို notary လုပ်ရမယ်မွေးစင်းကိုထိုင်းလိုဘာသာပြန်ပြီးတော့ထိုင်းတန်ယုံမှာလည်းမှန်ကန်ကြောင်းထုတ်တယ်လို့ mofa တုံးလည်းထုတ်ခဲ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနိုင်ငံခြားလာမယ်ဆိုရင်တော့အဲ့လောက်တော့တိအောင်လုပ်တာပါ spon fee ဒီအကုန်လုံးလိုက်ပြီးတော့ဟိုဟာပေါ့နိုင်ငံခြားရောက်လို့ရှိရင် အဆင်မပြေဘူးကိုကိုအားကိုကိုရတာဖြစ်တယ်ဟိုဟာလေးလည်းလုပ်ပေးပါအောင်ဒီဟာလေးလည်းလုပ်ပေးပါအောင်မြန်မာနိုင်ငံမှာအကုန်လုံးလုပ်ပေးကြပါမယ်နိုင်ငံသားမှာကိုယ့်ဘက်ကလုံးအောင်မှာဖြစ်ပါတယ်အဲနောက်တစ်ခုကအဲ့လို spoon feeding နေလုပ်တဲ့အတွက်ကြောင့်လင်ခံရတာဖြစ်ပါတယ်ကိုယ့်ဘက်ကိုလုံတတ်အောင်ကိုယ့်ဘက်ကိုရှာတတ်အောင်ကိုယ့်ဘက်ကို AI နေပေါ်နေရဲ့မေးတတ်အောင်တခြားတွေပဲရှောက်ပြီးဟာတာတွေကြည့်တာမျိုးမဟုတ်ပဲနဲ့ဒါမျိုးလေးတွေလုပ်ကြပါလို့အဲကျွန်မညီမလေးတယောက်ကိုစူဘူးတယ်အဲ့ညီမလေးကတိတ်ချရတဲ့တငယ်ချင်းရဲ့အစ်စ်ဆုံးညီမလေးပေါ့နော် စင်ကာပူကိုရောက်လာတဲ့ပွဲစားနဲ့လာလို့ပွဲစားနဲ့ဘာလို့လာရတာလဲအပြင်ကျမစီကိုလာတဲ့ဟာကိုသူကအာအဲ့လိုမျိုးပေါ့တီးတန်းလာတတ်အောင်ပြီးသွားတဲ့ခါမှာသူ့ရဲ့ကင်ထားတဲ့ကပ်ပြားရဲ့နံပါတ်ကိုအလွတ်မရအောင်ပေါ့နော်သူဆိုလို့ရှိရင်တော့အခုကောင်းကောင်း အဲဟိုဟာဖြစ်သွားပြီပေါ့နော်အာပြောင်းလဲသွားတယ်ပေါ့နော်ဘဝကိုအများကြီးပြောင်းလဲအောင်ကျွန်မလုပ်ပေးနိုင်တယ်ဒါပေမဲ့လူတွေကကိုယ်အားတော့ကိုကိုရမယ်ကျွန်မကိုလာလာပြီးတော့ဟိုအသေးစိတ်ကူကြပါအောင်ကဲကြပါအောင်ကျွန်မလည်းမကဲနိုင်ဘူးနော်အကုန်လုံး information ပဲပြောပြလို့ရမှာဖြစ်ပါတယ်ကျွန်မကလည်းကျွန်မကိုယ်တိုင်အတွက်စူးစမ်းနေတယ်ကျွန်မမိသားစုအတွက်ရှိရတဲ့အတွက်ကြောင့်မလို့ကျွန်မကိုနားလဲပေးပါအာကျွန်မကကိုတိတာလေးတွေကိုမျှဝေတာဖြစ်ပါတယ်အားလုံးရဲ့အဲအားလုံးကိုလည်းတက်နိုင်သမျှ ကူညီပေးတာပေါ့နော်အာလိုအပ်မယ်ဆိုရင်သွေးလိုတယ်ဆိုရင်သွေးဖောက်ပြီးတော့လူနိုင်ပါတယ်ဒါပေမဲ့တခုရှိရကိုယ့်ဘက်ကိုတော့မလုပ်ဘဲနဲ့အာဒီနားလေးအဆင်ပြေရလားဟိုနားလေးအဆင်ပြေရလားကိုယ့်ဘက်ကိုတော့အားမထုတ်ဘဲနဲ့တော့အဆင်မပြေဘူးနော်ကိုကိုတိုင်းလည်းအားထုတ်ကြပါလို့ချစ်ခင်လေးစားစားအာနဲ့မျှဝေလိုက်ပါတယ်ရှင်အဲကျမတန်တာအောင်ပါရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆက်ဆက်ရအဆင်ပြေကြပါစေ